ခေါင်းကိုက်တာကအစားအနေမကောင်းဖြစ်ပြီဆိုလို့ရှိရင်မြင်မြင်ပြန်ကောင်းကျင်ကြတာကြီးပါပဲဒါပေမဲ့ကိုယ့်ရဲ့အပြုမှုတချို့ကြောင့်ဝေဒနာတွေကိုပိုဆိုးစေတတ်ပါတယ်ဒါကြောင့်ဒီနေ့ဗီဒီယိုလေးထဲမှာကတော့ရာသီဥတုကြောင့်ပဲဖြစ်ဖြစ်ယောဂဘူးကြောင့်ပဲဖြစ်ဖြစ်ဖြားနာတဲ့အခါမှာနေထိုင်ပြုမှုပုံတွေမှန်ကန်ဖို့အတွက်လိုင်းနာသင့်တဲ့သတိထားသင့်တဲ့အချက်လေးတွေကိုပြပြပေးလိုက်ပါရရှင် ပထမဆုံးတစ်ခုကတော့အိယီဝအောင်မအိတာပါပြပြဝဝအိဆက်တာကကိုခန်းအားစနစ်ရဲ့အကြံခံမှုတွေအဓိကတော့ချက်ပါဒါမှအခဏကိုကယောဂပုံမှားတွေကိုခုခံတိုက်ဖြတ်နိုင်မှာပဲဖြစ်ပါတယ်သူတေသနာတစ်ခုရဆိုလို့ရှိရင်တော့တညကိုအိတ်ချင်းခုနှစ်နိုင်မပြည့်တဲ့သူတွေကအေးအေးမီဝေဒနာခံစားရနိုင်ချိန်မှာထိတ်ဆုံးကနေပြီးတော့သုံးစပူများနေရလို့ဆိုပါတယ်အေးအေးမီဝေဒနာလည်းဖြစ်နေတယ်ညဘက်လည်းအိတ်မရဘူးဆိုလို့ရှိရင်တော့အိတ်ရဆော့ဆော့ဝင်တာဒါမှမဟုတ်နေ့ဘက်တရေအိတ်ဓာတ်တွေလုံးကြီး ည်ပါနော်။နေမကောင်းဖြစ်နေတဲ့အချိန်မှာပိုအနားယူဝေးဖို့လိုအပ်ပါတယ်ရှင်။နောက်ထပ်အချက်တစ်ခုကတော့ရေကိုအလုံးလောက်မတောက်တာပါ။ကိုကိုကိုရေတဲ့ပြီးဝအောင်ဂရုမစိုက်ဘူးဆိုရင်တော့အေးအေးမြဝေဒနာကိုပိုဆိုးစေနိုင်ပါတယ်။နေမကောင်းဖြစ်နေတဲ့အချိန်မှာကိုပူတာ၊နှာရည်ယူတာ၊ဆေးတွေကြောင့်အာခေါင်ခြောက်တာ၊ချွတ်တလေးတွေထွက်တာဒါတွေကြောင့်၆ခန်းသွားတဲ့အရေးတွေကိုပြန်လည်ဖြစ်တင်းပြရပါမယ်။ရေဒါမှမဟုတ်အရေးဥပမာကျဆုပ်ပြုတ်လေးတွေကိုများများတောက်ပေးပါနော်။ ောက်ထပ်တစ်ချက်ကတော့ဆေးတွေကိုကိုယ်တော်နဲ့ကိုပို့တော့ပြတာပါစေတလုံးနဲ့တက်တာမယ်ဆိုလို့ရှိရင်နှလုံးတောက်တော့မြ мян ပြောက်မှာပေါ့လို့မတွေးပါနဲ့နော်။ဆရာဝန်ညွှန်ကြားထားတဲ့အတိုင်းမဟုတ်ပဲနဲ့ကိုယ်တဘောနဲ့ကိုယ်ဆေးတွေဆက်ပြီးတောက်တာကလည်းမကောင်းပါဘူး။ဆေးတွေရဲ့ပေးထွက်ဆိုးကျိုးကိုပိုလာတဲ့ရေယောဂတက်တာမယ်ဖြစ်စင်မှာအနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။ဆေးဆိုင်မှာအလွယ်တကူဝယ်လို့ရတဲ့အေးအမိပြောက်ဆေးတွေကယောဂကိုမြ мян တက်တာစေပါတယ်။ ဒါပေမဲ့လိုရာထက်ပိုသုံးမယ်ဆိုရင်တော့တန်ဆေးလွန်ပေးဖြစ်ပြီးတော့ယောဂါကိုပိုဆေးစေနိုင်ပါတယ်။ဥပမာတနေ့2ချိန်တောက်ရမယ်ဆေးကို3-4ချိန်တုံးလိုက်တာမျိုး3ရက်ပဲတောက်ရမယ်ဆေးကို9ရက်လောက်စရိုက်တောက်တာမျိုးဆေးဘူးမှာအကြံပြုထားတဲ့အညွန့်ထက်ပိုပြီးတော့မတုံးပါနဲ့နော်။ ်နောက်ထပ်တစ်ချက်ကတော့ဆဲလေးတောက်တာပါနေကောင်းနေတဲ့အချိန်မှာတော့ဆဲလေးတောက်တာကအဆုတ်အတော်မကောင်းပါဘူးဆဲလေးတောက်တဲ့သူတွေကနေမကောင်းဖြစ်နေရင်သူများထက်ယောဂလက္ခဏာပိုခံစားရပြီးတော့ပိုတာရှည်တတ်ပါတယ်ဆဲလေးတောက်တဲ့အတွက်ကြောင့်မို့လို့အဆုတ်တွင်းတွေကဆဲတွေကိုထိခိုက်ပျက်စီးစေတဲ့အတွက်ကြောင့်အိမ်အမိဝေဒနာကိုခုခံနိုင်ဖို့ခက်ခဲစေပါတယ်နေမကောင်းဖြစ်နေတဲ့ဆိုရင်တော့ဆဲလေးမတောက်ပါနဲ့ကိုယ်ဘေးကလူတွေနေမကောင်းရင်လည်းဆဲလေးငွေတွေရှူချက်ရအောင်မလုပ်မိပါစေနဲ့နော် နောက်တစ်ချက်ကတော့နေမကောင်းတာကိုလိလူရှုကြတာပါ ပုံမှန်လုံနေကြတဲ့အတိုင်းတွေအကုန်လုံမနေပါနဲ့နော်အေးအေးမိတာဒါမှမဟုတ်တုတ်ကွေးဗိုင်းရပ်စ်ကိုခုခံနိုင်မှုအတွက်ခန္ဓာကိုယ်မှာခွန်အားရရှိဖို့လိုအပ်ပါတယ်ထပ်တင်းတဲ့လောက်အနားယူပေးပါမဖြစ်မနေအရေးကြီးကိစ္စရှိတာကလွဲလို့ဖြစ်နိုင်ရင်တော့အိမ်မှာပဲနားနေတာကောင်းပါတယ်ကိုယ်ဝေဒနာတတစေဖို့အတွက်အားဖြည့်ရရောက်တယ်လို့တခြားသူတွေစီကိုယောဂပိုးတွေမပြန့်ပွားအောင်လဲထိမ့်သိမ့်စင်ကြံရောက်ပါတယ်နေမကောင်းလို့အားမရှိနေတဲ့အချိန်မှာအလုပ်တွေဆွတ်လုပ်နေတာကလည်းလက္ခဏာကိုပိုဆိုးစေတဲ့အချက်ပါပဲနော် နောက်တစ်ခုကတော့ပဏိစီဝါပိုးသက်စီတွေကိုအလွယ်တောက်တာပါနေမကောင်းဖြစ်ချင်တလို့လို့ရှိလာတာနဲ့ဆေးဥအောင်ဆိုပြီးတော့ပဏိစီဝါပိုးသက်စီတွေတောက်ဖို့လောနေတာမကောင်းပါဘူးเนาะပဏိစီဝါပိုးသက်စီဆိုတာကဗက်တီးရီးယားတွေကိုပဲတည်စီတာပါအဟိမိတုတ်ခွေယောဂါပိုးတွေကဗိုင်းရပ်စ်တွေကြောင့်ဖြစ်တဲ့အတွက်ကြောင့်မို့လို့မတည်စီပါဘူးပဏိစီဝါပိုးသက်စီတွေကိုမလိုအပ်ဖ ೇನೆ ပိုးသုံးမိမယ်ဆိုရင်တော့ဘေးထွက်ဆူချိုခံစားရတာပဲအဖက်တင်နိုင်ပြီးတော့အခက်မသိရင်စိတ်ရင်ပါတဲ့အနေထားပါဖြစ်စေနိုင်ပါတယ်ဗက်တီးရီးယားပိုးတွေဒါစိတ်ရင်ပါလာခဲ့မယ် ဆိုရင်တော့ပဏိစီဝါဆေးတွေဘလောက်တောက်တောက်သူတို့ကိုနှင်းနှင်းနိုင်တော့မှမဟုတ်ပါဘူးเนาะနောက်ထပ်တစ်ချက်ကတော့အစာအတော့မမှန်တာပါနေမကောင်းလို့အစာကျင်စိတ်မရှိဂရင်းပြတ်တယ်ပဲပြောပြောအစာတစ်ခုခုတော့စားဖို့အရေးကြီးပါတယ်ကယ်လိုရီနဲ့အာဟာရဓာတ်တွေက ကိုခန္ဓာဆေးတွေကိုအဖြစ်ပေးပြီးတော့အိမ်မိတုပ်ွေယောဂအပိုးတွေကိုလည်းခုခံတိုက်ဖြတ်ပေးပါတယ်အစာဝင်မယောဂမြန်မြန်တက်တာမှာပါစစ်စုပ်ပြုတ်လိုမျိုးအဖြစ်မဲ့အစာစာလေးတွေကိုစူးစမ်းပြီးတော့အစာကြည့်ပါเนาะ နောက်ဆုံးချက်ကတော့စိတ်ဖိစီးမှုများနေတာပါကိုယ်မှာစိတ်ဖိစီးနေတဲ့အချိန်ဆိုရင်ခန္ဓာကိုယ်ကထုတ်လုပ်ပေးတဲ့ဟော်မုန်းကကိုယ်ခန္ဓာစနစ်ကိုဖိစီးနှောက်ယှက်နိုင်ပါတယ်ဒီလိုနဲ့ရောင်ရမ်းမှုတွေဖြစ်စေပြီးတော့အနှာစိမ့်နာဘေးဝေဒနာကိုပိုဆိုးလာစေပါလိမ့်မယ်စိတ်ကိုဖိလျှော့ဖို့အတွက်နီးလန်းရှာပြီးတော့အနားယူပေးတာကမြင်မှန်သက်သာစေဖို့အတွက်အထောက်အကူဖြစ်စေနိုင်ပါတယ်ရှင်ဒီလိုဆိုလို့ရှိရင်အေးအေးမီးဝေဒနာဖြစ်နေတဲ့အချိန်မှာဝေဒနာကိုပိုဆိုးစေတဲ့အမှုချင်းစုလေးတွေကိုတိလောက်ပြီလို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်